ောက်စီရဲ့ရှူတတိကန်ဒေတာမြမမြေပေါ်ကတရုတ်ရှားပါတတုဂိတ်ပွဲတစ်ခုခုကစားနေတာတွေ့ရပါတယ်။တကယ်တော့ဒါဟာမြန်မာပြည်သူတွေရဲ့ဘဝနဲ့တိုက်ပြည်အနာဂတ်ကိုတိုက်ရိုက်ချိတ်ချောက်နေတဲ့အန္တရာယ်ကြီးတစ်ခုပါ။ CNBC ရဲ့ဖော်ပြချက်အရတရုတ်ဟာကမ္ဘာရှာပါတတုထုတ်လုပ်မှုရဲ့60ရာခိုင်နှုန်းကိုချုပ်ကိုက်ထားပြီးတော့အဲ့ဒီထက်မှာမြန်မာနိုင်ငံဟာအထူးအခန်းကဏ္ဍကပါဝင်နေတာဖြစ်ပါတယ်။ဆက်အနောက်တိုက်ပြည်နောက်ပိုင်းမှာမြန်မာပြည်မြောက်ပိုင်းမှာရှာပါ တတူတူဖော်မှုတွေပို့ပြီးအချိန်မြင့်လာတာကိုတွေ့ရပါတယ်။ဒါဟာစစ်ကောက်စီရဲ့အစည်းအဝေးဖြစ်အားတွေကြောင့်တရုတ်အပေါ်မိခိုအားထားမှုပို့ပြီးများလာတာကိုထင်ဟနေတာ ဖြစ်ပါတယ်။အထူးသဖြင့်ကချင်းပြည်နယ်၊ဖားကန်ဒေသ၊ရှမ်းပြည်နယ်မြောက်ပိုင်းစားတဲ့နေရာတွေမှာတရုတ်လုပ်ငန်းတွေဟာကြီးမားတဲ့တဘာဝပတ်ဝန်းကျင်ပစ္စည်းဆုံးရှုံးမှုတွေနဲ့အတူရှားပါတတူတွေကိုတူဖော်နေကြတာဖြစ်ပါတယ်။အဲ့ဒီတတူတွေကနေလျှက်စစ်ကစမတ်ဖုန်းဒုတ်ပြန်လို့နီးပညာမြင့်ထုတ်ကုန်တွေအတွက်မရှိမဖြစ်လို့အပ်တာကြောင့် တရုတ်ရဲ့ကမ္ဘာနည်းပညာစီးပွားရေးမှာလွမ်းမိုးမှုကိုပုံမှုခိုင်မာစေပါတယ်။အဲဒီလိုတူးဖော်မှုကြောင့်မြချောင်းတွေတက်တော်တွေပျက်စီးပြီးတော့ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးနဲ့လူမှုဘဝတွေထိခိုက်နစ်နာနေတာကိုတော့မျက်ကွက်ပြုလို့မရပါဘူး။အစိုးရကတော့အဲ့ဒီလုပ်ငန်းတွေကနေရတဲ့ဝင်ငွေတွေဟာစစ်ကောက်စီရဲ့စစ်အာဏာရှင်စနစ်ကိုပိုပြီးခိုင်မာအောင်ထောက်ကူပြုနေရတဲ့ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါဟာမြန်မာတော်လှန်ရေးမှန်းချက်နဲ့လုံးဝစัจ짓ဖက် ဖြစ်နေပါပြီကျွန်တော်တို့ပြည်သူတွေရဲ့အနာဂတ်လုံခြုံရေးအတွက်ကြီးမားတဲ့စိတ်ကွန်မှုတရားပတ်ဖြစ်ပါတယ်ဒီချင်းတွေကိုနိုင်ငံတကာကရော ကျွန်တော်တို့ပြည်သူတွေရောပြည်သူတွေကိုဦးဆောင်နေပါတယ်ဆိုတဲ့သူတွေရောဘလို့အလေးထားဆောင်ကြည့်တုတ်ပြန်ဖို့လိုအပ်နေပြီလဲဆိုတာရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်ယူရိုအာရှရီဗျူးရဲ့တောက်တက်ချက်မှာမြန်မာစီးပွားရေးအသက်သွေးကြောတစ်ခုဖြစ်တဲ့အထက်ချုပ်လုပ်ငန်းဟာ အမေရိကန်ရဲ့အကောက်ွယ်ပေးရမှုပါတော့ဆိုတဲ့ထောင်ချောက်ကြီးထဲမှာနလန်မထူနိုင်အောင်ရုတ်ကန်နေရပြီဆိုတာပဲဖြစ်ပါတယ်အမေရိကန်ကမြန်မာအထက်ချုပ်ပစ္စည်းတွေအပေါ်အခွန်နှုန်းထားမြန်မာစွာစီးကျက်ခြင်း tariff trap ဟာရရှိမှာမြန်မာစီးပွားရေးကို ထိထိရရဖြိုခွဲလာနိုင်တဲ့အန္တရာယ်ကြီးတစ်ခုပဲဖြစ်ပါတယ်လက်ရှိမှာအမေရိကန်ဟာတရုတ်နဲ့ဗီယက်နမ်လိုပြည်ဖက်နိုင်ငံတွေထက် မြန်မာအထက်ချုပ်ပစ္စည်းတွေကိုပုံမှုမြန်မာရဲ့အခွန်တွေကောက်ခံနေတာဖြစ်ပါတယ် ဟာဟာအခြေခံအဖြစ်မြန်မာကုတ်ပစ္စည်းတွေကိုဈေးကွက်မှာရှင်ပြိုင်နိုင်စွမ်းနှိတ်ကျစေပြီးတော့ထက်ချုပ်ကန်တာရဲ့အနာဂတ်ရည်ရှိတည်ထက်ခိုင်မြဲမှုကိုလည်းအကြီးကျယ်ထည့်ချောင်းနေတာဖြစ်ပါတယ်။အဲ့ဒီအခွန်အတားစီးတွေကြောင့်မြမအထက်ချုပ်လုပ်ငန်းတွေဟာဈေးကွက်ဝေစုဆုံးရှုံးရုပ်တွေမကပါဘူး။အလောက်ကိုင်းအခွင့်အရေးတွေတိမ့်နှက်ချပြီးတော့ပျက်စီးဆုံးရှုံးနိုင်တယ်လို့ Euro Asia Review ကခန့်မှန်းထားပါတယ်။ဒါ့အပြင်ကုန်ချမ်းရှားပါမှုရဲစမီအခက်ခဲနဲ့ကုန်ထုတ်လုံမှု ဇရိတ်မြစ်တက်လောက်မှုတွေဟာလည်းအဲ့ဒီအခွန်ထောင်6ရက်ဘေးထွက်ဆိုးကျိုးတွေကိုပို့ပြီးဆိုးရွားစေတာဖြစ်ပါတယ်အခွန်နှုတ်ထမြစ်မာတော်တွေကြောင့်အမေရိကန်ဝယ်လက်တွေဟာမြန်မာကုန်ပစ္စည်းတွေအစားအခွန်တက်တာတဲ့တခြားနိုင်ငံကကုန်ပစ္စည်းတွေကိုပဲပို့ပြီးရွေးချယ်လာမှာဖြစ်ပြီးတော့ဒါဟာမြန်မာနိုင်ငံအတွက်နှစ်ရှိလောက်များနာကျင်စေမဲ့စီးပွားရေးတိုက်ရိုက်အဖြစ်ကြံရည်နေပါလိမ့်မယ်အဲ့ဒီချင်းတွေကိုဖြည့်ရှင်ဖို့အတွက်နိုင်ငံတကာဖြည့်အားတွေနဲ့စည်းစပ်ညှိနှိုင်းမှုတွေကအလွန်အရေးကြီးပါတယ်။မြမအထက်ကျောက်ကန်တော့ပြန်လည်ဥမော့လောက်ဖို့ ဆိုရင်တော့အမေရိကန်ရဲ့အကောက်အွက်ပေးရမှုဝါဒကိုပယ်ဖျက်ရေးဟာအဓိကတော့ချက်ဖြစ်ပါတယ်။ဒါမှသာမြန်မာစီးပွားရေးရဲ့အဓိကမောင်းနှင်အားတစ်ခုဖြစ်တဲ့အထက်ချုပ်လုပ်ငန်းဟာရရှိတည်ထက်ခိုင်မြဲပြီးနိုင်ငံရဲ့ပြည်သူလူထုဘဝကိုအမှန်တကယ်ပဲပြန်လည်ထူထောင်နိုင်မှာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။မြန်မာဒေါ်လာရဲ့အတွက်နိုင်ငံတကာရဲ့ပံ့ပိုးမှုတွေလိုအပ်နေချိန်မှာပဲအမေရိကန်ကဆေးရသုံးမှုတိုက်ဖြတ်ရေးရန်ပုံငွေကို အကြီးကျယ်ဖျက်တောက်ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းဟာ တော့လုံးစရာအခြေအနေပါရိုက်တာတည်းရဲ့အဓိကအချက်ကတော့အိပ်ဖြူတော်ကနေပြီးစေရဇဝမှုထောက်လန်းရေးစုံစမ်းစစ်ဆေးရေးနဲ့အရေးယူဆောင်ရွက်မှုဆိုင်ရာရံပုံငွေတွေကိုဒေါ်လာတန်90ကနေဒေါ်လာ6.8တန်အထိချော့ချဖို့ကြိုးစားနေရဆိုတာပါပဲဒါဟာအသက်စရာကောင်းပါလေဘာလို့လဲဆိုရင်အမေရိကန်ဟာနိုင်ငံတကာမှာလူ့ခွင့်ရေးနဲ့တရားမျှတမှုကိုအလေးထားကြောင်းအမြဲတမ်းပြောဆိုနေတဲ့နိုင်ငံတစ်ခုပါ အခုလိုဖျက်တောက်မှုဟာဒီမိုကရေစီနဲ့လူခွင့်ရေးဆိုတဲ့စံနှုန်းတွေအပေါ်အမေရိကန်ရဲ့ဂတိကဝတ်ကိုမေကွန်ထုတ်စီအဖြစ်စေပါတယ်။ပိုပြီးဆိုတာကဒီဖျက်တောက်မှုဟာအမေရိကန်ကိုနိုင်ငံတကာရာဇဝမှုခေါ်ရုံး ICC လို့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအပေါ်မှာပါအနောက်နေစေတယ်လို့ကြားညစ်သူတွေကသုံးသပ်ထားကြပါတယ်။ဥပမာယူကရိန်းနဲ့ဂါဇာကဆက်ရဇဝမှုတွေကိုစုံစမ်းစစ်ဆေးဖို့အမေရိကန်ကဘယ်လိုအခက်အခဲတွေကပါဝင်အောင်မလဲဆိုတာကစိုးရိမ်စရာအခြေအနေပဲဖြစ်ပါတယ်။ ီဆုပ်ဖြတ်ချက်ကကဘာတဝမ်းကဆေးရဇဝမှုကျူးလွန်သူတွေကိုအကောက်အွယ်ပေးရရောက်သွားနိုင်ပြီးတော့တောင်းဝယူမှုတောင်းဝခံမှုကင်းမဲ့တဲ့အခြေအနေတွေကိုပိုပြီးဖြစ်ပေါ်စေနိုင်တဲ့ဆိုတာအလေးနဲ့ထားပြောပြချင်းပါတယ်။မြန်မာရေဖက်ကနေကြည့်မယ်ဆိုရင်လည်းစစ်အာဏာရှင်တွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုနိုင်ငံတကာကတောင်းဝယူတောင်းဝခံမှုရှိစေဖို့တောင်းဆိုနေတဲ့အချိန်မှာအမေရိကန်ကခုလိုလှုပ်ရက်တွေဟာဆေးရဇဝမှုတွေအတွက်အရေးယူမှုတွေကိုအားနည်းသွားစေနိုင်တဲ့မကောင်းတဲ့လက္ခဏာတရအဖြစ်တော့ရှုမြင်လို့ရပါတယ်။ ဒါဟာမြန်မာတော်နိုင်ရေးအတွက်လည်းအလွန်အရေးကြီးတဲ့တရားမျှတမှုဖော်ဆောင်ရေးကြိုးပမ်းမှုတွေကိုတွေ့ဝိုက်တဲ့နည်းနဲ့ထိခိုက်စေနိုင်တာဖြစ်ပါတယ်။နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အကန့်အသတ်မရှိတဲ့ဆိုးကျိုးတွေရင်ဆိုင်နေရတဲ့တမတော်ရှိချင်းဖြစ်အားသူရဲ့ကဲချက်မှာကမြန်မာတော်နိုင်ရေးနဲ့ဒေသတွင်းနိုင်ငံရေးအခြေအနေတွေကိုပါတရားတည်ရမှုရှိပါတယ်။တရုတ်တမတော်ရှိချင်းဖြစ်ဟာလက်ရှိအခြေအနေမှာနိုင်ငံရေးရအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။သူရဲ့အာဏာတည်မြဲမှုအပေါ်မှာတော့မိကုန်ထုတ်စရာတွေပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။ စီးပွားရေးတိုးတက်မှုနေကွေးလာခြင်းလူငယ်တွေအလုတ်လက်မဲ့နှုတ်မြင့်တက်လာခြင်းနဲ့ HIV ကန္တအကြက်တဲတွေကြောင့်တရုတ်ပြည်တွေမှာမကျေနပ်မှုတွေမြင့်တက်လာနေတာဖြစ်ပါတယ်။ဒါ့အပြင်ကိုဗစ် -19 ကပ်ရောဂါကိုကိုက်တွယ်ခဲ့တဲ့ Zero COVID မူဝါဒကြောင့်ပြည်သူတွေရဲ့ရုပ်ကြည်မှုဆုံးရှုံးခဲ့ရပြီးတင်းမာမှုတွေလည်းပိုပြီးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။နိုင်ငံကဆက်ဆံရေးကဏ္ဍမှာလည်းအမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲတွေထိုင်ဝမ်အရေးတင်းမာမှုတွေနဲ့ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကိုရပ်တည်မှုတွေကြောင့် ပြပဖိအားတွေနဲ့ပါရင်ဆိုင်နေရတာဖြစ်ပါတယ်။တရုတ်ရဲ့ကပတ်တလန်စီမံကိန်းဖြစ်တဲ့ BRI ဟာလည်းနိုင်ငံအများပြားမှာကျွေးမိထောင်ချောက်တွေနဲ့ဝေဖန်မှုတွေအကြီးကြီးမားမားပေါ်ပေါက်နေပြီးဒါတွေအလုံးဟာရှီချင်းဖြစ်ရဲ့နိုင်ငံရေးတည်ငြိမ်မှုအခြေအနေကိုထိခိုက်စေတာဖြစ်ပါတယ်။တရုတ်ကွန်မြူနတီပါတီအတွင်းမှာလည်းရှီချင်းဖြစ်ရဲ့တအူးတဲ့အနာဇက်အလွန်ကြုံစူးစီးထားမှုကြောင့်သဘောထားကွဲလွန်မှုတွေရှိနေတာဖြစ်ပါတယ်။ ါတီတွင်ဩဇာကြီးမားသူတွေရဲ့ထောက်ခံမှုကိုဆုံးရှုံးရင်တော့ရှီချင်းဖျားနိုင်ငံရဲ့အနာဂတ်ဟာမကြီးမရာဖြစ်သွားနိုင်တဲ့အထိရောက်သွားနိုင်ပါတယ်။ဒါပေမဲ့သူရဲ့အနာဟာလောလောဆယ်မှာတော့အမြဲနေဆဲဖြစ်ပြီးတရုတ်ရဲ့စိတ်ခေါ်မှုတွေဟာရှီချင်းဖျားဥစားမှုကိုတော့အစွမ်းကုန်စမ်းတက်နေတာလို့တော့ဆိုရမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပရိယတ်တွေနောက်ဆုံးကစားပွဲတွေကိုရောက်နေဝင်နေပါပြီ။မြန်မာပြည်သူတွေဘလို့ပြင်ဆင်ထားသင့်လဲ။2021ခုနှစ် ဖေဖော်ဝါရီ၁ရက်စစ်အာဏာသိမ်းပြီးချိန်ကစပြီးတော့စစ်ကောက်စီဟာသူ့အာဏာတည်မြဲဖို့နှီးမျိုးစုံတုတ်ခဲ့တာဖြစ်ပါတယ်။အခုလည်းမြေချိုင်းဖို့ရံဆိုတဲ့ဇကားဝိုင်းတွေဖန်တီးရုရှားနဲ့ပုံမှုနှိစပ်ဖို့ EA EU တွေဝင်ဖို့ကြိုးပမ်းတာတွေလုပ်နေခဲ့တာဖြစ်ပါတယ်။၂025ရွေးကောက်ပွဲဆိုတဲ့စီမံကိန်းဟာလည်းသူ့အာဏာဆက်ပြီးချုပ်ကိုက်ဖို့လက်ကွက်တက်တက်ပဲဖြစ်ပါတယ်။အန်ဒီလိုအဓိကအင်အားကြီးပါတီတွေကိုဖျက်သိမ်းပြီးသူ့ရဲ့စစ်တပ်နဲ့နှိစက်တဲ့ပါတီတွေကိုပဲရှင်ပြိုင်ခွင့်ပေးတာဟာ2008ဖွဲ့စည်းဖို့အောက်ပါစစ်တပ်ကနောက်ွယ်ကနေအာဏာကို ဆက်ချုပ်ကိုက်ထားနိုင်ဖို့လမ်းခင်းနေတယ်ဆိုတာတအားကိုထင်ရှားပါတယ်ဒီကနေ့ဇွန်လ25ရက်ကစပြီးနေပြည်တော်မှာလုပ်နေတဲ့ငိတ်ချရီဖိုရမ်ကို UWSA NDAA SSPP စတဲ့မြောက်ပိုင်းမဟာမိတ်ဖွဲ့ကိုယ်စားလှယ်တွေပါတက်ရောက်ခွင့်ပြုခဲ့ပါတယ်ဒါဟာစစ်ကောက်စီရဲ့အာဏာကိုတရားဝင်ဖြစ်တဲ့ဆိုတဲ့အကြောင်းပြည်တွင်းပြည်ပကိုပြသဖို့ထိုးဖောက်ကြိုးစားမှုတစ်ခုပဲဖြစ်ပါတယ်တဖက်မှာ EA EU ဝင်ခွင့်ကြိုးပမ်းမှုဟာလည်းရုရှားနဲ့ပုံမှန်နီးကပ်တဲ့ဆက်ဆံရေးကနေပြီး စီးပွားရေးနိုင်ငံရေးအကူအညီအထောက်ပံ့တွေရယူဖို့ဖြစ်ပါတယ်။အဲ့ဒီနှစ်ခုစလုံးဟာနိုင်ငံတကာအထူးချမ်းမှုတွေကနေရုပ်ထွက်ဖို့ရွေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ငွေချိုင်းဖိုရန်ဟာတကယ်တမ်းထိရောက်တဲ့ရလက်တွေရမှာမဟုတ်ပါဘူး။နံပါတ်ခန့်စစ်အုပ်ချုပ်ရေးကိုဆက်ပြီးတော့ထိချုပ်ဖို့ကြိုးစားတဲ့ခြေလှမ်းတွေပဲဖြစ်ပါတယ်။ EA EU ဝင်ခွင့်ရရင်တောင်မှနိုင်ငံတကာရဲ့အတိမတ်ပြုမှုရမှာမဟုတ်ပါဘူး။ပိတ်ဆို့မှုတွေပဲပို့ပြီးမြန်မာလာပါလိမ့်မယ်။ ဒီချိန်တွေကနေမြန်မာတော်လိုင်းအင်အားစုတွေအနေနဲ့စစ်ကောက်စီရဲ့2025ရွေးကောက်ပွဲကိုလောကတပိတ်မောက်ပြီးတော့ပုံမပြင်းထန်တဲ့နီလန်းတွေနဲ့စမ်းချစ်တိုက်ခိုက်လာနိုင်တာဟာအကောင်းဆုံးဖြစ်နိုင်ချေတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒါမှသာစစ်ကောက်စီရဲ့တရားဝင်မှုဖော်ဆောင်ရေးကြိုးပမ်းမှုလောကပြပြသွားပြီးနိုင်ငံတကာ PR တွေပုံမြင်လာလိမ့်မယ်လို့ယူဆပါတယ်။ EAEU ဝင်ခွဲကနေရုရှားရဲ့စစ်ရေးစီးပွားရေးအကူအညီတွေရရှိလာနိုင်ပေမဲ့အဲ့ဒါကတော်လိုင်းရေးကိုပိုပြီးခက်ခဲကြမ်းတမ်းစေနိုင်တယ်လို့ ော်လိုက်အင်အားစုတွေကိုတစ်ဖက်ကကြည့်ရင်ပိုပြီးစီးလုံးညှို့အောင်တွန်းအားပေးပါလိမ့်မယ်။နေချာရီဖိုရန်ကတော့အာနာခွဲဝေမှုဆိုင်ရာအကွက်ဆန်းတွေပေါ်လာနိုင်ပေမဲ့ဘလို့ပဲကြည့်ကြည့်ဒီစစ်တမ်းနဲ့ဆွေးနွေးလို့ရတဲ့စစ်မှန်တဲ့ဒီမိုကရေစီဆိုတာဥတီတဲ့မကန်တဲ့အခြေလမ်းတွေမဟုတ်ပါဘူး။စစ်အာဏာရှင်ရဲ့ပြည်ရဲ့တွေကြားမြန်မာတော်လှန်ရေးကဘလို့အောင်ပွဲခံမနိုင်မလဲအဲ့ဒီနောက်ဆုံးကစားပွဲကနေမြန်မာပြည်သူတွေကရောဘလို့ထွက်ပေါက်ရှာနိုင်မလဲဆိုတော့ကွန်မန့်မှာရေးခဲ့ပေးပါဦး